ဆရာကြီးဒီမိုနီရဲ့မယက်ခအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရခြင်းအပိုင်း14မောင်ပါဝင်းနဲ့မယက်ခတို့စကားပြောနေစဉ်တွေ့မှာပင်လေထဲမှာလိုလိုမြေကြီးတဲကလိုလိုမိဘကလိုလိုထူးဆန်းသောအတန်တစ်ခုကိုကြားရလေသည် ထိုတန်ကိုကြားရသောအခါနှစ်ယောက်သားသည်လွန်စွာထိတ်တန့်လျက်အထက်နှင့်အောက်တောင်မြောက်လေးပါလှည့်နေကြကြည့်ကြလေသည် ၎င်းတန်သည်လွန်စွာပြင်းထန်ထမြင်လျက်ဆူးရှာသောအတန်ဖြစ်လေသည်လိုတန်သည်တောင်းနှင့်ဒိတ်ဆန်တို့၏နှုတ်သီးပဇက်မှထွက်သောအတန်နှင့်မတူလေပြင်းတွင်နှိုင်းထကပြင်းပြစွာပုတ်ခဲ၍လာသောအတန်နှင့်တူလေသည်ကွဲသောကြေးလင်မှန်အတန်နှင့်လည်းခက်ဆင်ဆင်တူ၍ပြင်းပြဆူးရှာခြင်းသာလင်ခြားနာခြင်းရှိ၏ပစင်းရင်ခွဲအတန်နှင့်လည်းခက်ဆင်ဆင်တူတော်လည်းပစင်းရင်ခွဲအတန်ကဲ့သို့ပြင်းဤတွက်စွာထွက်ပေါ်လာသောအတန်မဟုတ် ခက်တံပြင်းပြသောဒေါသခက်ထန်သောအတန်ဖြစ်လေသည် ထိုတန်သည်တကားတကားဆိုင်းရက်၍သွားလေထိုနောက်ဆက်လက်၍ပေါ်လာပြန်လေသည် ထိုတန်သည်တကားတကားနီးလာသည်ဟုထင်ရ၏တကားတကားဝေး၍သွားသည်ဟုထင်ရသည်တကားတည်းမိမိတို့အောက်ကကြားရ၏ထိုတန်သည်စိတ်ဖြစ်ရာရက်ကကြားရသောအတန်ဖြစ်သည်ဖြင့်အတန်ကိုထွက်ပေါ်စေသောအကောင်သည်အဘယ်သို့သောအကောင်ပင်နီးအတောင်နှင့်လာလိမ့်မလားလေးဘက်ထောက်၍လာလိမ့်မလားဘဝကနေ မိမိတို့အောက်ကပေါ်လာလိမ့်မလားအနည်းရှိချုံများအကြကမမကြီးထ၍လာလိမ့်မလားဟူ၍တွေးဆ၍မရောက်နိုင်သည်ဖြင့်နေရာမှမထဝင်ကြမပြေးတာမရှောင်တာဖြစ်ခါတယောက်နှင့်တယောက်ပူးကက်ခါအဘယ်ပုံပြေးရမည်အဘယ်ပုံကြံရမည်အဘယ်ပုံခုခံရမည်ကိုတတိမရနိုင်အောင် ရှိလေသည်ရင်းကဲ့သို့ထူးခြားသောအတန်များကြားကြရရတွင်မရက်ခါသည်ရှေ့သို့နှမ်းကြည့်လိုက်ရာကမူအမြင့်တစ်ခု၏ဆောင်းနှိုင်းရှိသောအဖြစ်ပေါ်တွင် တိရွက်ချောင်းများနဲ့ကြောက်တုံးကြောက်လုံးကြီးငယ်တို့ကြားတွင်ကြွေကားကောက်ကားတွန့်ကားလှုပ်ရှားနေသောတလုံးခန့်နီနီမွေကန်းကြီးတကောင်ကိုမြင်ရလေသည်ထိုမွေကန်းကြီးကို မရက်ခမြင်သောအခါလွန်စွာ ထိတ်လန့်လျက်ဘုံဝင်းဘုံဝင်းဟူကောကမောင်ပဝင်းကို တွေ့ကားဖက်လေသည်လက်တစ်ဖက်ကမွေရှိရာသို့ပြလေထိုကားပါဝင်းသည်မရက်ခ၏ပြော့ပြောင်းသောအခါကိုမိမိ၏လက်ရာဘက်နှင့်ပတ်ရက်ကမိမိ၏ရင်းရှိရာသို့ကပ်၍ ၎င်းဝင်ကိုနှမ်း၍ကြည်လျာနလန်ခွဲတာတာရှိသောမွေငန်းကြီးကကုန်းမြေကမှုကလေးကိုတချမ်းပတ်လို့နေနေဖြစ်၍နေဒီကိုတွေ့ရလေသည်ဝေကြီးသည်၎င်းတို့နှင့်မျက်နှာချင်းဆာမိသောအခါတရှူးရှူးတိုး၍ကြဲစွာမြည်ပြီးလေခေါင်းကိုထောင်ကစကောငယ်ခန်နီးနီးရှိသောပပင်းကိုကြွစီထိုကလည်းပင်ဒီခစောင်းတာတာကြီးမြင်လျက်တောက်ပသောမျက်လုံးများနှင့်မိမိတို့ရှိရာသူကြီးကနှခွသောရှာမှာတလုံးလုံးတရှာရှာအခုအလျံများထွက်၍နေတဲ့ကဲ့သို့မှတ်တင်ရလေသည် မောင်ပဝင်းနဲ့မယက်ခါတို့ဒီတရားကိုတရားဖက်ကနေရာမှမရွှေ့နိုင်ပဲကြောက်အားနဲ့တတိမြာလေ့ရနေကြလေဝယ်ကြီးသည်လက်ဘင်းကိုထောင်ရဲ့ကြည့်ပြီးနောက်ငုံရှုကဥခန်းကိုမြည်သူချလိုက်ပြီးလေဥကောင်ထိတ်လဲနိုင်ရှိသောကြောက်ွက်ဖြူဖြူကြီးသည်မိမိတို့ရှိရာသို့ဥတီကဆင်း၍လာလေသည်ထို့နောက်ရှင်လျားသောခလုံးသည်တစ်ခုလုံးမြေအောက်သို့ရှောကနေကြာ၍လာလေရာတည့်ရွက်ချောင်းများမှဖြူဖြူဖြဖြမြည်လေထုံမွေသည်မယက်ခါနှင့်မောင်ပဝင်းကိုအတင်းလိုက်ရန်ကြံစီသောမွေနှင့်တရံတူလေ မရက်ခနှင့်မောင်ပါဝင်းသည် မိမိတို့ဘက်သို့မွေကြီးဆင်းလာသည်ကိုမြင်ရသောအခါတရိယာကြလျက်မိမိတို့ရက်ရွေ့နေသောကုန်းမြင်မှအတင်းပြေး၍ဆင်းကနှစ်ယောက်သားလက်တွဲ၍ပြေးကြလေသည် ထိုအခါမိမိတို့မူလနေရာနှင့်ဝါတရက်လောက်ဝေးသောနေရာသို့ရောက်ကြလျာခဏကလေးရက်ရွေ့နောက်သို့လှည့်ကာကြည့်ကြလေထိုအခါမိမိတို့ရက်ခဲ့သောနေရာတဲ့တဲ့ပေါ်၌မြင်မစွာထောင်နေသောပပင်းကြီးကိုမြင်ရလျာထိုမွေသည်အဟုတ်ပင်မြန်မြန်ကြီးလာ၍ရှာရန်ကြံစီချောင်းကိုတည်ရသည်ဖြင့်တပတ် အနေအမြင့်တို့ကိုတက်ဆင်ကူးတန်းကပြေးကြလေသည်အတန်ကလေးပြင်းမိသောအခါပြန်၍ကြည့်လျာမိမိတို့ဒုတိယရက်သောနေရာပေါ်သို့ပြင်းထောင်လျက်ရက်တီကိုတွေ့ရလေဒုက္ခမပါဝင်းကမရက်ခါဤလက်ကိုကင်ကပြေးပြန်လျာအချို့သောကမှုဆောင်များ၌မရက်ခါဤလက်ကိုဆွဲ၍နေရသောကြောင့်ခင်းဖြင့်ခြင်းဖြစ်သည်ဖြင့်မနှံ့တွင်မင်းထမိန်ခတ်တို့တို့ပြန်ပြီးဝက်ပါအတက်အစင်းတွင်အင်မတန်များတယ်ဒီမွေကငါတို့ကိုတကယ်လိုက်နေပြီဟုပြောလျာ မရက်ခါကထမိန်ကိုတူတူမြင့်၍ဝင်လျာဒူနာတိအောင်ရောက်သည်ဖြင့်ဖွေးဖွေးဖြူဝင်းနေသောခြေသလုံးကလေးများသည်လင်းမြန်ပော့ပါစွာဖြင့်အနှိမ့်မြင့်တို့ကိုတက်ဆင်းလာနေသည်ဝေကြီးသည်၎င်းတို့ပြေးလွှားနေသည်ကိုကြည့်၍ကောင်းတကယ်သို့ပြင်းကြီးထောင်ကကြည့်၍နေလျာမမဝင်းကပေ60ခန့်ကွာကနေ၍ကြောက်ခဲများနေကောက်က3ချက်4ချက်ပြည့်လေသို့သောကြောက်အားနှင့်ပြည့်ရသောကြောင့်တစ်ချက်မှမထီမှန်ကြထိုတွင်ဝေကြီးကပြင်းကိုမြေသို့ပြန်ချလိုက်လျာမမဝင်းကဟိုက် လာပြန်လီအုံးတော်မီမှုပဇက်ကအော်ပြီးပြေးကြရပြန်၏ထို့နောက်ပြန်ကြည့်လေရာပပင်းထောင်နေသည်ကိုမြင်သောကြောင့်ဝေကြည့်သည်အတော်ပင်နီးကပ်၍နေသည်ပြင်မောင်းပါဝင်းသည်ပြေး၍လွတ်မီမဟုတ်လူနှင့်နီးဖို့လည်းအတော်ဝေးသေး၏၎င်း၏ပပင်းကိုမှန်အောင်ပြင့်မှပဲဟုကြံစီကထက်မှန်ပြင့်မီမှုအရွယ်တွင်ပပင်းကိုမြေပေါ်သို့ချပြီးလိုက်စမြဲတိုင်းလိုက်ပြန်လေရာနောက်သို့တခါလှည့်ကြည့်လိုက်သောအခါမိမိတို့နှင့်ငားလံအွားရှိသောမြေနှိမ့်၌လှည့်မြန်စွာပြေး၍လာသည်ကိုတွေ့ရလေတော့သည် နောက်မိနစ်နဲငယ်အတွင်းတွင်အေကံမိမိတို့ကိုမှီတော့မည်ဖြစ်လျာလွတ်အောင်ပြေးနိုင်ဖို့ရလည်းနိလမရှိတော့ပေတို့တွင်မရက်ခသည်ဂုံးမြင်မှပြေး၍အစဉ်ခြေနှင်းမမိ၍ခြေကျော်ကကြလျာဥခန့်ကိုကြောင်လုံးတစ်ခုနှင့်စောင့်မိသောကြောင့်နေရာမှမထနိုင်မဲအပေါင်းသားလဲ၍နေလေသည်တို့ကမှပါဝင်းကဟိုက်ခုမှခက်တော်တာပဲဒုက္ခမြင်တွေ့ရတော်မူဟုတွေးတော်ကကြောက်ရွံ့လာသည်ဖြင့်အခွေလိုက်ကြနေသောမရက်ခကို မိမိဤတံမာသောလက်များဖြင့်ပွင့်ယူလျာမရက်ခါဤပေါ်ပါသောကိုကလေးသည်အနှဲငယ်များမလေးတကယ်သို့ဘက်ကူစွာပါ၍လာလေသည်ထို့နောက်ခြေကုံနှွတ်၍ပြေးလျာမရက်ခါကိုတွဲ၍ပြေးရသည်ထက်ပွင့်၍ပြေးရသည်မှာခီးတာ၍တွင်သည်ဖြင့်ဝေဒီဝါတရိုက်ခန့်လောက်ကြံရိတ်ခဲ့လေသည်ထိုအခါအနှဲငယ်များမောသောကြောင့်မရက်ခါကိုမြေပေါ်သို့ချကကြောက်ခဲများကိုကောက်ယူ၍အတင်းခုခံပြိခတ်လျာငါးချက်လောက်ပြစ်သောအခါ ဦးခန်းကိုတစ်ချက်ထိမှန်လေထိုးကားမွေသည်ဗပြင်းကိုမချရှေ့သို့လည်းမတိုးပဲနေသည်ဖြင့်ထက်မှန်ပြစ်ခတ်လေရဗပြင်းကိုထက်ခါထက်ခါထိနေသည်မွေသည်လွန်စွာစိတ်ဆိုးလျက်တရောလုံးညံအောင်ပြင်းထန်သောအတန်နှင့်အော်မီကဗပြင်းကိုထောင်၍သာနေသောကြောင့်မောင်ပါဝဲမှညစွာလက်မှန်းရပြီးများစွာထက်မှန်၍ပြစ်ပြန်လေရ15မိနစ်ခန့်ကြာကြာပြစ်မိသောအခါဗပြင်းလည်းပင်ဘူကားများမှာအချက်ပေါင်းများစွာထိမှန်သည်ဖြင့်ဝေကြီးပြင်းသည့်တပြင်းပြင်းနေစဉ်ကရှေ့သို့ဆက်လက်လိုက်တော်ပဲ မြေပင်ပေါ်တွင်တရရတရရန်ဖြစ်ရနေတော်သည်ထိုကမှပဝင်းကဆက်လက်၍ပြည့်ခတ်လျာတော်ကလေးရဲလာပြီလေရှေ့သို့သာနီးကပ်စွာတိုးလျက်ကြောက်ခဲအလုံးကြီးချင်းနှင့်ပေါလျာဝေသည်မလောက်နိုင်တော့ဘဲကြောက်ခဲများအောက်တွင်သွေးချင်းချင်းနီး၍နေလေသည်ထို့နောက်မလိုက်နိုင်တော့သည့်အကြောင်းကိုစိတ်ချကမှပဝင်းကနေရာကိုကောင်းစွာအမှတ်အသားပြုပြီးလေဒီပေါ်၌လဲရွင်နေသောမရက်ခါကိုထမ်းပွင့်ယူကသွားရာလမ်းကိုရှာလျာမိသည့်နေရာသို့ရောက်မှမသိ လမ်းစာလမ်းနာလည်းမရှိသဖြင့်ဥဒီမိယာတို့သာမရခကိုကြွေ၍ဝေကာပိုက်ကာချမ်းကာပြင်လှဲ့လေကာနေရလေတော်သည်ရင်းတို့ဖြင့်တော့အုပ်ပိပောင်းကြောက်ဆောင်ကဘာဆက်တို့၌ဆင်းကြီးတက်ချီပြင်သွားလာနေလေရာအတံကလေးမောလာသည့်အခါတွင်မရခ၏မျက်နှာနှင့်မိမိ၏မျက်နှာထိလူခမန်းကပ်ခါကြည့်လေရာအမောများပြင်လျက်အာသစ်ထက်လောင်းရည်လာလေတကာတရံမရခကိုကြွေရင်းခိတ္တမြထန်လျက် မယက်ခ၏ဖြူဝင်းစင်ကြဲသော မျက်နှာကိုကြည်ကာနေမိလေသည်မယက်ခ၏လွန်စွာပြော့ပြောင်းသော ကိုယ်လေးမှမူမလုံမရှားပွေသလို ထန်းသလို၊ကိုင်းသလိုယူသလိုခံ၍နေရလေသည်ထို့တော့တွင်စမ်းရည်တွင်တစ်ခုအနည်းသို့ရောက်သွားလေရာ၎င်းစမ်းတွင်ဤတွင်မယက်ခကိုပိုက်ကာထိုင်လျက်လက်ကုံနှင့်ရေကိုယူကာမျက်နှာကိုရေအေးနှင့်ဆုပ်ပြီးစိုက်ကြည့်လေထိုကဲ့သို့ကြည်၍နေလေရာနှင်းစီပန်ပမာဏီများသောနှကန်းကလေးများနှင့်ပလဲရောင်ပမာတောက်ပါသောသွားကလေးများသည် မိမိကိုညှဉ်းဆဲခြင်းမပြုဘဲအလိုတူ၍နေပြီးတကယ်သူမှတ်ခြင်းကမိမိ၏ချစ်စိတ်အာသာကိုအခြားနည်းနှင့်ဖြေပြောရမယ။အမောကြီးမော၍လာစားပြုသောကြောင့်ဟဲဘယ်လိုပဲဖြစ်ဖြစ်ဟုစိတ်ကိုတင်းပြီးနှက်ခမ်းခြင်းပစက်ခြင်းအခါမြင်ပတ်ခြင်းကပ်၍ငြိမ်သက်စွာနေလျာအောင်ပါဝဲမှာမိမိကိုယ်တိုင်နေမျောသွားပြီးတကယ်သူဖြစ်သွားလေသည်။ထို့သောနေသည့်အတွင်မေရခါကဥကန်းကိုလှုပ်၍လာလျာ မျက်နာကိုခွာ၍ကြည်လေသည်ထို့ကတတိယစာဖြစ်သောမယက်ခ၏မျက်လုံးများနှင့်မိမိ၏မျက်လုံးများသည်တလမခန့်သာသာမျှသာကာဝေးနေပြီးလေတိုးရွင်မခွာနိုင်ပဲမနှမ်းတွင်နေကောင်းပြီလားတတိယပြီလားဟုမေးလျာမယက်ခကခေါင်းကြီးပြလျက်လူက ပြန်ကအာယူ၍မောင်ပါဝင်း၏ရင်ခွင်မှထွက်ခွာမိပြုလျာမောင်ပါဝင်းကမနှမ်းတွင်ငြင်းငြိနေပါမူးသွားပါလိမ့်မယ်ဟုပြောသည်ဖြင့်မယက်ခကမောင်ပါဝင်း၏မျက်နှာကိုစိုက်ခါကြည့်လျက်နေလေသည် တရားကိုတရားအတန်ကြာစွာကြည်ရနေကြပြီးနောက်မောင်ပဝင်က မနှံ့တွေဘယ်နဲ့ရှိတယ်လဲမူးသေးသလားဟုပြောကမယက်ခကိုမှပြီးနေတော့လိုက်တယ်မယက်ခဒီစကားမပြောနိုင်ပဲရက်ခဦးကောင်းတစ်ဖက်တစ်ချက်နှစ်ထင်များကိုလက်ဖြင့်ကိုင်းမြစ်ခရေကြီးကိုငုံငွေကြည့်နေလေသည်တို့အတွင်မောင်ပဝင်က တွေးဒီမှာငါခုရင်ကသူ့မျက်နှာကလေးကိုငါခိုးရင်းပြုတ်လိုက်တာတိသွားတယ်ထင်ပါရဲ့တိချင်းလည်းတိပါစေတော့သူတိမှသာပြီးကောင်းမယ်ဟုတွေးတော့က မနှံ့ရဲမူးသေးသလားဟုထပ်၍မေးလေသည်မယက်ခကစိတ်ဆိုးနေသောအမူအရာမှအံ့အားသင့်ပြီးလေမွေသေးပြီလားဟုမေးကကြည်လိုသောအမူအရာနှင့်နောက်သို့ခြာကနေလှဲ့လျာမောင်ပဝင်းကလာလာသွားကြည့်ရအောင်ဟုပြောကရှိကထွက်သွားလေရင်းကဲ့သို့သွားရင်မယက်ခကိုပြန်ကြည့်လျက်မနှံ့ရဲချော်မလဲပါနဲ့အုံးနောက်တခါချော်လဲလို့ကျုပ်ဖွေချီရရင်ကျုပ်မှရာဇဝတ်တင့်လိမ့်မယ်ဟုပြောလေမယက်ခကကျမစိတ်မဆိုးပါဘူးဟုပြောလေသည် ဒုကာဘဝင်းကရက်လျက်မရက်ခါကိုကြည်ကအစိမ်မစိုးလို့တော်တော့တယ်ခင်ဗျာစိတ်များစိုးရင်ဘလို့နေမယ်မသိဒါမဲ့မနှမ်းွယ်စိတ်စိုးတာကိုကြည်ရတာလှလွန်းလို့ကျုပ်ကိုမကြခဏခုနေကလို့စိတ်စိုးမှန်စိုးနဲ့ကျိမ့်ပါစေလို့အောက်မြင်နေတာပဲမနှမ်းွယ်တကယ်ပဲစိတ်မစိုးဘူးလားဟုမင်းနေမရက်ခါကအိုးမေးပါနဲ့ရှင်ရှင်သက်တဲ့မွေးကိုပြစက်မဘဝင်းဆိုတာလူစားကောင်းတယောက်ပါပဲကလားကျမပြင်အခုမှသိရတာပါပဲမွေးကိုလည်းတတ်သေးတယ်ကျမကိုလည်းကဲသေးတယ် ရှင်ကျမမျက်နာကိုလွန်လွန်ကျူးကျူးမပြုတ်ရင်ဖြင့်ကျေးဇူးဆက်လိုက်ပါရဲ့အခုရရှင်နဲ့နဲ့လွန်လာတဲ့ထင်းနဲ့ဘယ်မလဲဒီမွေကိုသာပြပါခုပြောလေရမောင်ပါဝင်ကဆက်လက်သွားလေသည်အတန်ကြာသောအခါကြောက်ခဲများဖြင့်ပေါက်ထားသည်ဖြင့်ပြည့်ရနေသောမွေကြီးရှိရာသို့ရောက်လာကြပြီလေအတန်ကြာကြည့်ရင်မောင်ပါဝင်ကမွေကြီးကိုအပေပုံတက်ဖြတ်ရပုံများကိုစိတ်အားထက်သန်စွာဖြင့်မျက်လုံးများကိုပြုတာဖြဲကလက်ဟန်ချေဟန်ဖြင့်ပြလေရ မယက်ခသည်မွေကိုမကြည့်ပဲပြုံးချိုသောမျက်နှာနှင့်မောင်ပဝင်းကိုသာကြည့်၍နေလေ။စကားဆုံးသောအခါမောင်ပဝင်းကမယက်ခလက်ကိုကင်ဆွဲ၍မနှံ့နှွယ်ဒီမွေကြီးကကျုပ်ကျေးဇူးရှင်ကြီးပါပဲဟုပြောကမနှံ့နှွယ်၏မျက်နှာကိုစိုက်၍ကြည့်လေသည်။မယက်ခသည်ကလက်များကိုပြန်လည်ရုပ်ကင်းခြင်းမပြုနိုင်ပဲမျက်နှာချင်းဆိုင်လျက်မယက်ခ၏တန်းလုံးကြားတွင်လေပြင်းများတိုးဝင်နေသလိုအထူးအေးမြလျက်ရှိနေလေသည်။အတန်ကြာစွာစိတ်ငြိမ်လျက် နန်းနှက်ဖက်ကိုကင်ဆွဲကမျက်နှာချင်းစာ၍နေကြရာတွင်တတော်လုံးပြန့်နှံ့နေသောပန်းရံနှံတို့နှင့်၎င်းတို့ကိုဆောင်ယူသောလေပြေလေညင်းသည်၎င်းတို့၏ပတ်ဝန်းကျင်၌ရှင်လန်းသောလက္ခဏာတာယာသောအသံဖြင့်ဝှေ့ကားတိုက်လာကြလေသည်ထိုအခါကာလမှာတပို့ရဲလာဖြစ်သောကြောင့်တောကောင်တို့သည်လွန်စွာနုပြိုစိမ့်ဆိုလျက်ထဲအဝဲရာပြကြည်ွားကြည်လေပြေတွင်ညွတ်ရိတ်တိမ်တမ်းများစွာပန်းရံနာတို့မှလှူရှားကအစဉ်ပြန်ကြလျက် နုညံ့သောနေရာ၌ကာယံကနေကြသောတိရွတ်တိခက်တို့သည် အစိမ့်နုအစိမ့်ရင်အစိမ့်ဖို့ညိုမောင်းပြောင်းပြောင်းနဲ့တနဲ့မဲ့တစ်ချက်ပြားတကားအမျိုးမျိုးဖန်ဆင်းကလက်ဆက်သောလေတွင်သာတော်ကားကြီးဆင်၍နေကြလေသည်၎င်းတိရွတ်တိခက်ပင်စီခိုင်းမှ အုံဆိုင်ကတာယာသောအကျိုးကြောင့်လေရန်တွင်ကစားနေကြသည်အမျိုးမျိုးငှက်များသည်လည်းမပူလွန်းသောနေရာ၌ပြန်ကတာယာသောအတန်နှင့် တပင်မတပင်တို့ကူးချက်ကပေါင်းဖွဲ့သောတိရိတ်တိခက်နှမ်းများပေါ်တွင်ချိတ်ကျင်ကျင်နုပျော်မြူလွမ်းတာကြွေးကြော်ကနေကြလျက်တောင်မန်ကိုတကမောင်ဘဝင်းနှင့်မေရက်ခါတို့တွင်မင်္ဂလာအောင်ပွဲကိုအာကာနန်းဖြင့်ထက်ဆင့်လျံတွင်ဆံလျက်ဒေဒရာတန်မဆဲတွဲဆက်ပြီးမကြီးအောင်ကျင်းပါက နေကြတဲ့ကဲ့သို့မှတ်ထင်ရလေတော့သည်မေရက်ခါနှင့်မောင်ဘဝင်းတို့၏စိတ်သည်အချစ်ရီးဟုသောပင်လယ်လှည့်ကြီးပေါ်တွင်နှိမ်ချမြင့်ချ ငြိမ်စွာစည်းလျက်အသက်ကိုမရှူအောင်အောင်အချိအရသာကိုခံစား၍နေကြသည့်အတွင်စကားပြန်ရန်ကိုမှအချိန်မပေးနိုင်ကြဘဲတယောက်ဤမျက်နှာကိုတယောက်ကြည့်ရှုရင်မဝတယောက်ဤလက်ကိုတယောက်ကမ်းရသည်မှအတုမရှိသောဒုက္ခကိုခံစားကြလျက်မြောက်သောပြိုရွယ်သူတို့မှအထွေမြင်မျက်နှာမှထက်သူအလိုလိုမြောက်ကြွားပြီးလင်တိမ်ချက်တိမ်လွာအဇရာဘဝက်အထက်ပိုင်းသို့ရောက်ခါဤလောကရကြီးပေါ်တွင်မိမိတို့နှစ်ဦးသည်သာဆိုးဆန်၍နေရတဲ့ကဲ့သို့မှတ်ထင်နေရလေသည်မိသည့်အရာကိုမှတတိမယ မိသည့်အရာကိုမှမမြင်ရ။ဒါယာလှကြွားသောငှက်တို့နှင့်လေပြည်အတံများမှာနှက်ပြီးကဆင်းလာသောဒုရိယာတန်ကဲ့သို့အထီးလေးနဲ့ချင်းရတာ၌တိုး၍သာမျက်ဖြူဆိုင်အားခရိုက်ခရိုက်ဖန်တီးကြလေသည်။ယင်းကဲ့သို့အတံကြားပြာပြီလက်ကိုတယောက်ကင်ကမျက်လုံးတီးဟူသောအတီးတီးသောသမုတ်တရား၌အချစ်တီးဟူသောရေနာကိုထိုက်တို့ကိုရှူစားကကြည့်၍နေကြရသည်သင်္ခါရသဘောအရခေတ္တခဏမြလွန်သောပီတိမိုးဆွေ၍ကြပြီးလျှင် အနှဲငယ်တတိယလာကြသောအခါ၌မယက်ခါကကုဘဝင်ဘာကိုပြောလိုက်သလဲဟုမိကလက်ကိုပြန်ပြီးမယုံနိုင်ကြပဲမျက်နှာကလေးကိုမော့ကတောက်ပါသောမျက်လုံးလေးများ၏ရှည်လျားသောမျက်တောင်များကိုအပြာကြီးပြာရာခတ်ခါတန်နာဖြင့်ဆိုးအပ်သောနှာခမ်းကလေးများကိုဖွင့်ကပလဲရောင်ပမာတောက်ပါသောသွားကလေးများကိုပြ၍စိမ့်လန်းသောအကြောကလေးများ၏အတွင်းကိုဖောက်ရင်မြင်ရလိုခမန်းဖြစ်နေသောလေတိုင်းကလေးကိုဆန့်ကမေးလေ၏။မောင်ပါဝင်းကမနှံ့နယ် ။ငွေကြီးကဂျေဇူးရှင်ကြီးပါပဲ။ဒီငွေကြီးပေါ်လာလို့မန်နန်းရွယ်ကိုကျုပ်သဘောရှိ နှစ်ချိုက်စွာပွေပိုက်ယူရလိုက်ပါတယ်။ဒီငွေကြီးသာပေါ်မလာရင် မန်နန်းရွယ်ရဲ့လက်ကိုမှအခုလိုခံရအောင်မဟုတ်ပါဘူးဟုပြောနေသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ဂျေဇူးတင်ပါရဲ့ရှင်။ကျွန်တော်တူတာပါ။